ไอ้ออมเนี่ยจะเช็ดที่อ่ะไอ้ออมเนี่ยไม่รู้ว่าเออเพลุเหมียวเพลุเหมียวไอ้ออมเนี่ยไอ้ออมเนี่ยดูรู้สู้ล่ะคนนู้นอยู่เยอะมากอ่ะโอ้ยเนี่ย 细很细嘛，怕是用力压了，这便利嘛。喏。哎 <No. S 1>、hey, 我，哎。你看写欧弟这个。 ဘာလို့ဒီထဲဝင်ညတော့ပြင်သာလာကြတယ်ဘောဟိုအိုင်လေချစ်ဆွေးရေလေဟိုလာလောက်မှာနော်ချစ်ဆွေးလေဒီကန်တော်ရွေးပြစီပါဒီနောက်ကမမလေးအဲ့ဒီဝတ်ကြည့်နေတယ်อืม 最下面那 <coughs>、啊啊啊、个。对、嗯，都是为了挣钱养家，挣钱。 မဟာမြတ်မုနိဖရာဆိုတာကမဖူးမြော်ပူတဲ့သူခက်ရှားရှားပါမန္တလေးမြို့ရဲ့အထင်ကရတကုအကြီးမားဆုံးဖြစ်တဲ့မဟာမြတ်မုန်နိဖရာယခုလက်ရှိမိတ်ဆွေတို့မြင်နေတဲ့ဗီဒီယိုဖိုင်လေးကတော့မဟာမြတ်မုန်နိစီစီတော်အတွင်းမှာကြုံကြပျက်စီးခဲ့တဲ့မြင်ကွင်းတွေတစ်ခုပဲဖြစ်ပါတယ်28ရက်3လ2025တဘာဝရဲ့ဘိတ်နေဇိုးကြီးကြောင့် ပျက်စီးမှုအခြေအနေလေးတွေအနှဲငယ်ရှိသလိုတချို့နေရာဒေသတော်တော်များများမှာလည်းစီစီပထိုးနဲ့တိုက်တာအဝိင်းတွေပျက်စီးကြဗုဒ္ဓဘာသာထုံးကားတဲ့မြန်မာနိုင်ငံမှာကျွန်တော်တို့ဗုဒ္ဓဘာသာလူမျိုးတိုင်းရဲ့အထွတ်အမြတ်ထားရစီစီပထိုးတော်တော်များများစိတ်ဝူတော်တော်တော်များများမိခတော်ကပိပဲစိုက်တာလားဘလို့အကြောင်းအရာမျိုးတွေကြောင့်လေတဘာဝရဲ့ ကကြီးတစ်ခုပေါ့လေအလုံးနဲ့ဘေးရနေကေရှင်းကြပါစေဗုဒ္ဓဘာသာထုံးကားတဲ့မြန်မာနိုင်ငံမှာကျွန်တော်တို့ဗုဒ္ဓဘာသာလူမျိုးတိုင်းရဲ့အထွတ်အမြတ်ထားရစီဒီပထိုးတော်တော်များများစိတ်ဘူးတော့တော်တော်များများမိခတော့ကပိပဲစိုက်တာလားဘလို့အကြောင်းအရာမျိုးကြီးကြောင်းလဲ ဒါကတော့ကျွန်တော်တို့မန္တလေးမြို့ကြီးရဲ့အခြေအနေပေါ့နော်ကျွန်တော်တို့တမြို့လိုဒီတညာကတော့လမ်းပေါ်မှာအေးရတဲ့ညပါဗျာကျွန်တော်တို့တမြို့လိုကိုယ်အိမ်နေမှာမအေးရတဲ့အခါကျတော့လမ်းပေါ်မှာအေးရတဲ့ကျွန်တော်တို့မန္တလေးကျောင်းကြီးရဲ့ဘေးမှာဒါမိသားစုတွေလာအိတ်ကြတာ နော်ဒါတွေကကျွန်တော်တို့တုံးမျိုးကလူလူကကျွန်တော်ကျုံကျုံကြီးရဲ့ဘေးလမ်းတော့ကျွန်တော်လမ်း80လမ်းလည်းကျုံနေပေါ့ဗျာရှုံးမေးလမ်းလည်းကျုံနေပေါ့မှာအိတ်ခဲရတဲ့အဖြစ်တဲ့မှတ်တမ်းလေးပါလောက်စိတ်မကောင်းလေရအကောင်းလေဆိုတော့ ဒီလူလူတွေပြန်ပြီးအိမ်အောင်စုတွေဘလောင်များလဲကွာဒုက္ခတွေဘလောင်များသောဘွားမှာတော့တလောက်တလောက်ပြင်းနေတဲ့အနေနဲ့ငယ်လေးကျောဘွားမှာတော့ တောင်မန်လေးမျိုးကြီးမှမကြုံဘူးပေါ့ဒီဒီချင်းကြုံလေရတာလေကျွန်တော်တို့တစ်မျိုးလုံးမှာဟိုမှာရှိသမျှလူအကုန်လုံးကိုခံစားလေရတာပေါ့နော်တကယ်ကိုဝမ်းနေစရာဖြစ်ရတယ်ကွာ ဆုံးဆုံးမှုကတော့ဗျာမန္တလေးတစ်မြို့လုံးရဲ့တန်ဖိုးလို့တော့ပြောရမှာဖြစ်တယ်နော်